သူမောင်းလို့မချစ်နိုင်ပါဘူးမောင်းလို့ချစ်သူနောက်တယောက်မရှိနိုင်ပါဘူးကဲဆရာဦး2025ဥပွက်ရှင် Chapter 5 Session D ကပုံစံလေးဆရာဦးတွေ့ရအောင်နံပါတ်1လေးက from the digit 2 3 4 5 6ရဲ့ကနန်း၅လုံးပါတယ် ဒီ짓တွေရနေပြီတော့နံပါတ်1 how many number အရေတွက်ဘလောက်များများရမလဲ4000 can be found 4000 can be found မိကိုလေးနည်းနည်းလို့ခရိတာတန်4000ပဲ can be found how many number greater than 4000 than before ၄000တက်ကြီးရဲ့အောင်ဖွဲ့စည်းမယ်ဆိုလို့ရှိရင်လည်းအရေးအတွက်ဘလောက်ညတာရမယ်နံပါတ်2ဟာ how many four digits number ကဏ္ဍလေးလုံးပါတဲ့ would be even စုံကိန်းတွေကိုဖွဲ့စည်းမယ်ဆိုရင်အရေးအတွက်ဘလောက်ရမယ်အဲ့တော့နံပါတ်1လေးကိုစဉ်းစားတဲ့အခါမှာဆရာတို့ကပေးထားတာကကဏ္ဍ၅လုံးရှိတယ်ဆရာတို့၄000တက်ကြီးတဲ့ကဏ္ဍ ကိုဖွဲ့စည်းမယ်ဆိုရင်အရေအတွက်ဘယ်လောက်ရမယ်ဆိုတော့၄000ဆိုတော့ဆရာတို့ကဏ္ဍကဆရာတို့၄000ဆိုတော့ကဏ္ဍလေးလုံးထဲမှာလည်း၄000တဲ့ကြီးရဲ့ကောင်ရှိမယ်ကဏ္ဍငါးလုံးထဲမှာလည်းဆရာတို့ဘာဖြစ်လဲဆိုလို့ရှိရင်၄000ထဲကြီးရဲ့ကောင်ရှိဟုတ်ပြီကဏ္ဍလေးလုံးထဲမှာဆိုလို့ရှိရင်၄000နဲ့ကြီးရဲ့ကောင်တွေကဘာဖြစ်မယ်ဆိုလို့ရှိရင်၄၅၆ဟုတ်လားဒီလုံးကြည့်လိုက်မယ်ဆိုရင် 4356ဆိုလဲ4000နဲ့ကြည့်မယ်။နောက်က9ကလည်း4000နဲ့ကြည့်ပြီလား6ကလည်း4000နဲ့ကြည့်ပြီ။အဲ့တော့ပထမဦးဆုံးမှာ456ထဲကဆရာတို့တစ်လုံးလုံးဖြစ်နိုင်4000နဲ့ကြည့်ပြီ။ဟုတ်လား။အဲ့တော့ဒီကောင်လေးကိုဆရာတို့တွေ့တဲ့အခါမှာ not reputation ပြန်မထပ်ဘူးလို့ဆရာတို့ယူဆပြီးတွက်မဲ့ဖြစ်တဲ့အတွက်ကြောင့်လို့ဒီနေရာမှာတစ်လုံးဝင်သွားပြီဆိုရင်ခဏန်း9လုံးရှိတဲ့အထက်ကဘယ်နှလုံးပဲကျန်တော့မယ်ဆိုရင်၄လုံးပဲကျန်တော့တယ် ဒီနေရာမှာတစ်လုံးထက်ဝင်မယ်ဆိုရင်သုံးလုံးပဲကျန်တယ်ဒီနေရာမှာတစ်လုံးထက်ဝင်မယ်ဆိုရင်တစ်လုံးပဲကျန်ဒါကကျွန်တော်ခဏန်းလေးလုံးထဲမှာ၄တောင်ထက်ဘာဖြစ်လဲဆိုလို့ရှိရင်ကြီးရဲ့ကောင်းလို့ရှာဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်ခဏန်းက၅လုံးရှိတဲ့အတွက်ကြောင့်လို့အော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ခဏန်း၅လုံးထဲမှာ၄တောင်နဲ့ကြီးရဲ့ခဏန်း၅လုံးထဲမှာ၄တောင်နဲ့ကြီးရဲ့ကောင်းလို့ရှာဒီ၅လုံးထဲက၅လုံးစလုံးဖြစ်တယ်ဟုတ်တယ်နော်အဲ့တော့ပါ ုံเนาะကျတော့ကကြံမထက်ဘူးလို့ယူဆပြီးတက်မှတ်ပြီးတွက်မဲ့အတွက်ကြောင့်ဘူးဒီထဲမှာတစ်လုံးဝင်သွားမယ်ဆိုဒီထဲမှာ၄လုံးပဲကြံတယ်ဒီ၄လုံးကတစ်လုံးဝင်မယ်ဆိုနှစ်လုံးပဲကြံတယ်ဒီနှစ်လုံးကတစ်လုံးဝင်သွားမယ်ဆိုဒီ၃လုံးကနှလုံးတစ်လုံးဝင်သွားမယ်ဆိုရင်နှလုံးပဲကြံတယ်ဒီနှလုံးကတစ်လုံးဝင်သွားမယ်ဆိုရင်တစ်လုံးပဲကြံဟုတ်ပြီနော်ဒီကောင်လေးအားလုံးပါမှာ၄တောင်နဲ့ကျော်တဲ့ကောင်ဖြစ်မဲ့အတွက်ကြောင့်ဒီကောင်လေးကို multiplication ပြင်တဲ့ရာဖြတ်ပြလိုက်တယ်ဒီကောင်လေးအားလုံးပါမှာ၄00ကျော်တဲ့ကောင်ဖြစ်မဲ့အတွက်ကြောင့်ဒီကောင်လေးအားလုံးဖြတ်ပြလိုက်တယ်နော်ကဏန်းလေးလုံးထဲကနေ၄00ကျော်ဖြစ်မဲ့ဆိုရင်ကဏန်း၅လုံးထဲက၄00ကျော်မဖြစ်ဘူးကဏန်း၅လုံးထဲက၄00ကျော်ဖြစ်မဲ့ဆိုရင်ကဏန်း၄လုံးထဲက၄00ကျော်ဖြစ်မယ်ဒါကြောင့်ဒီလိုမျိုးခုကိုဘာလို့ပြရမလဲ addition principle ရာဘာလို့ပြရမလဲပေါင်းပြရဟုတ်ပြီနော်ကဲစားတက်လိုက်တော့နော် နံပါတ်1လေးကနံပါတ်1လေးကသူတို့၄000နဲ့ကြီးတဲ့ကဏ္ဍလေးလုံးအတွက်ဟာဒီနံပါတ်တော့ V4 ဒီနံပါတ်တော့ V4 4သူတို့4 digit number ကဏ္ဍလေးလုံး4 digit number 4 digit ဘလို့ပြည့်တဲ့ခဏလေးလုံးနဲ့သူရှိတယ်ဂရိတာတန်ဂရိတာတန်ဖူတော်ဒီတော့လေကြီးတဲ့ခဏလေးလုံးပါတဲ့အတွက်ဒီလက်တွေကဘလခုရှိမယ်ဆိုလို့ရှိတယ်ဆရာတို့ဒီတော့လေကြီးတဲ့ကောင်တွေက၃လုံးရှိမယ်ပြီးတစ်လုံးရော့သွားတော့၄လုံးနဲ့ပြီးလို့ရှိရင်တစ်လုံးရော့မယ်3ပြီးလို့ရှိရင်တစ်လုံးရော့မယ်2ဟာအဲ့ကောင်တွေအကုန်လုံးကိုဆရာတို့ 漂亮的鲤鱼、斗鱼、啊，上面、上面斗鱼都叫，都在叫“很生”，阿福，你他妈的违法！违佛，快停止你他妈那个行为！你让我们几帮你讲出来，快快递进来，妈谁招男？ ေးတော့လည်းကြီးတဲ့ကနန်းလေးလုံးနဲ့ကနန်း၅လုံးပါတဲ့ဒိန်းကဘာတွေဖြစ်မလဲဆိုရင်ရေးတော့လည်းကြီးတဲ့အတွက်ကြောင့်ဒီကနန်း၅လုံးနဲ့တော့၅လုံးစလုံးဖြစ်နိုင်တယ်။ဖွာဒီကတလုံးဝင်သွားတော့၄လုံးပဲကျန်တယ်။ဒီလုံးကတလုံးဝင်သွားတော့၃လုံးပဲကျန်တယ်။၃လုံးနဲ့ကတလုံးဝင်သွားတော့၄လုံးပဲကျန်တယ်။၄လုံးနဲ့ကတလုံးဝင်သွားတော့၃လုံးပဲကျန်တယ်။အဲ့တော့အင်းနဲ့၃လေးကကနန်း၅လုံး။အဲ့တော့5 factorial ပေါ့5 factorial ဆိုတာက120ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော် လိုချင်တဲ့ number တော့ဝင် require number တော့ဝင်ရအပေါ်ကဒီလုံးရကောင်ဖြစ်မယ်ဆိုရင်အောက်က၅လုံးကမဖြစ်ဘူးအောက်က၅လုံးကဖြစ်မယ်ဆိုရင်အပေါ်က၄လုံးကမဖြစ်ဘူးဖြစ်တဲ့အတွက်ကြောင့်ဆက်ဦးပေါင်းပြီးတော့ they require number တော့ဒဲ require number တော့ဝင် equal to 72 plus 120 equal to 192 oh number 2 how many portage number would be bad ส่งกิ้งเนี่ยส่งได้มั้ยจ๊ะรู้นีลันอีกไม่ใช่เออส่งกิ้งเนี่ยส่งได้มั้ยนีลันอีกด้วยบาแล้วส่วนกระนั้นลีลงเนี่ยมากระนั้นลีลงเนี่ยมาส่งกิ้งเนี่ยส่งได้มั้ยนีลันเออกระนั้นลีลงสู้อ๋อกระนั้นอ่ะลีลง စုံကိန်းနဲ့အဆုံးသတ်နိုင်တာဘာတွေရှိမလဲဆိုရင်2ရယ်4ရယ်6 2ရယ်4ရယ်6แท้ကဘယ်ကိန်းမဆိုဖြစ်နိုင်တယ်တို့ကိန်းသုံးလုံးအဲ့ကိန်းတွေကခြေလုံးဝင်သွားပြီဆိုလို့ရှိရင်ကျတော့အနန်း၅လုံးရှိတဲ့အကြခြေလုံးပဲကျွန်တော်လို့ဒီလုံးပဲကျတာဒီလုံးတွေကခြေလုံးထက်ဝင်မယ်ဆိုရင်3လုံးပဲကျတော့3လုံးတွေကခြေလုံးထက်ဝင်မယ်ဆိုလို့ရှိရင်2လုံးပဲကျတာ ီကောင်လေးအားလုံးပါမှာကနန်းလေးလုံးပါတဲ့စုံကိန်းဖြစ်မှာမဟုတ်ဘူးဒီကောင်လေးကိုဖျောက်ပြီးတာအားရမယ်နော်အဲ့တော့ဒဲအောက်နံပါတ်2က the number of we the number of we for for four digit number would be event. Equal to 4, 3, 2, 3. ဒီဒီတော့စနေစနေနဲ့24 24 3ဤ52 3စသဖြင့်အဲ့ဒါเนาะဟုတ်တယ်နံပါတ်2လေးက8 badminton club badminton club တခုပါတဲ့ process တော့ပါဝင်ပါတယ် standpoint and saving game ယောက်ျားလေးဘယ်နှယောက်လဲဆိုလို့ရှိရင်10ယောက်နဲ့ main click 9ယောက်ပါဝင်ပါတယ် how many match debate in debate in miss debate in ဆိုတာကဒီမှာရှင်းပြထားတယ်1 point and 1 game 1 point နဲ့1 game နဲ့ပါတယ် miss the betting အသိဘယ်နဲ့ရနိုင်လဲဒီမှာတခုနောက်တစ်ခုက in how many way မိန်းဘလောက်ညာနာရနိုင်လဲကန်နေ miss the big match ပြန်ဝဲတပွဲမှာ B rate ပြန်ဝဲတပွဲကိုစီစဉ်လိုက်မယ်ဆိုလို့ရှိရင် miss the big match ပြန်ဝဲအရေအတွက်ဘလောက်များများရနိုင်လဲအဲ့တော့ပထမမေးခွန်းတစ်ခုက how many miss တပွဲတင်းဒီကောင်းအတွက်ဆရာဖြေလိုက်တော့မယ်ဘယ်နှမ်းပါတော့ဝင်

ကြိုက်တဲ့တယောက်ပါနိုင်တဲ့အတွက်ကြောင့်မို့တန်းစီကွမ်းလို့ကြီးလိုက်တယ်။ဟုတ်ပြီ။မိန်ကလေးတွေကမိန်ကလေး9ယောက်ရှိတဲ့အထက်ကကြိုက်တဲ့တယောက်ပါနိုင်တယ်။ကြိုက်တဲ့တယောက်ပြည့်တဲ့အတွက်ကြောင့်မို့စီနဲ့ combination ကိုတောင်းလိုက်တယ်။သူတို့နှစ်ခုပေါင်းပါရောကြိုက်တဲ့တယောက်နဲ့မိန်ကလေးတယောက်ပါရဲ့ miss the betting ဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့နှစ်ခုကိုဖျောက်ပေးလိုက်တဲ့အခါဘာရမလဲဆိုရင်80ရ miss the betting ကြောက်ကြလေးတယောက်ပါတဲ့ နဲ့မိန်းကလေးတယောက်ပါတဲ့အတင်းတင်းဟာအတင်းဟာဆိုလို့ရှိရင်80ဒေးရှိလာနော်နောက်တစ်ခုက how many wins can he miss the bay match miss the bay match can where the where ကိုစီစဉ်လိုက်တဲ့အခါမှာ miss the bay match can where the where ကိုစီစဉ်လိုက်တဲ့အခါမှာဆရာတို့နီလန်းအီအတွက်ဘယ်လောက်ရမလဲနောက်တစ်ခုက the number of wins ေနံပါတ်တော့ wait for စာရေးတာကတော့သူရေးတဲ့အတိုင်းရေးလိုက်မယ် wait for miss a miss the bed နံပါတ်တော့ array ရေးရရနော် for ဒါရေးရတဲ့ဘာလို့လဲတော့ miss the bed match အဲ့တော့ match ဆိုတာပြိုင်ပွဲလေးရပါပြည့်ဆိုလို့ရှိရင်ဒီလေးကြည့်တယ်အဲ့တော့ ကံဝဲတပွဲမှာသူလို့ရှင်အသေးနှစ်သိန်းရှိတဲ့အတွက်ကြောင့်အဲ့အသေးနှစ်သိန်းနဲ့အရင်ဆုံးဖျောက်ပြလိုက်ကံဝဲအသေးနှစ်သိန်းမှာတစ်ဖက်မှာယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်နောက်တစ်ဖက်မှာယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ဆိုတဲ့အတွက်ကြောင့်လို့အဲ့အသေးသေးမှာယောက်ျားလေးဗလျောက်ပါမယ်သူကိုဘက်ဒီဘက်တယောက်စီပါတဲ့အတွက်ကြောင့်အဲ့အသေးသေးမှာယောက်ျားလေးနှစ်ယောက်ပါမယ်ယောက်ျားလေးခုနှစ်ယောက်ရှိတဲ့ထဲကနေပြီးတော့ကြိုက်တဲ့နှစ်ယောက်ပါမယ်အဲ့ဒီ မိန်ကလေးကလည်းပဲ1 point and 1ကဲဒီကတင်းပါလဲမိန်ကလေးတယောက်ပါလေကိုပဲတင်းပါလဲမိန်ကလေးတယောက်ပါမယ်ဆိုမိန်ကလေးနှစ်ယောက်ပါမှာဖြစ်တဲ့အတွက်ကြောင့်မို့မိန်ကလေးစုစုပေါင်းရှိတယ် sorry ဒေါက်တာလေးကဘယ်လောက်ရှိရလဲဆိုရင်10ယောက်ရှိတယ်မိန်ကလေးကဘယ်ယောက်ရှိရလဲဆိုရင်9ယောက်ရှိတဲ့ထဲထဲကကြိုက်တဲ့နှစ်ယောက်ပါနိုင်တယ်အဲ့ဒီလိုမျိုးမိန်ကလေးနှစ်ယောက်ယောက်ျားလေးနှစ်ယောက်ပါပြီးတော့ပြိုင်ပွဲမှာကိုပဲအသေးဒီပဲအသေးနှစ်သင်းရှိတဲ့ကောင်လေးမလုပ်လိုက်မယ်ဆိုရင်အကုန်လုံးပါမှာ ကျတို့ miss တပဲ must ပြန်ပွဲတစ်ခုဖြစ်မှာဖြစ်တဲ့တကြောင်ကိုအားလုံးကိုမျှောက်ပေးတယ်အဲ့တော့ဒီကောင်လေးကိုကိုယ့်ဘက်ကိုကကူလက်တာလေးနဲ့မျှောက်လိုက်တဲ့အခါမှာဘာရမလဲဆိုလို့ရှိရင်1800ဟုတ်ပြီဟုတ်နော်ကျွန်တော်ရဲ့နံပါတ်3လေးက how many permutation permutation ရေတွက်ဘယ်လောက်များမလဲ of the letter စင်ကာပူအာတရားစင်ကာပူဆိုတဲ့စလုံးတွေထဲမှာပါမူတေးရှင်းရည်အတွက်ဘယ်လောက်ဉာဏ်သားရမလဲနံပါတ်1က the four power are placed together ဘာဝဲတလားလေးတုံးကိုအတူတကွပူကပ်ပြီးထားလိုက်မယ်ဆိုလို့ရှိရင်နံပါတ်2က the four powers are not placed together တလားလေးတုံးကိုပူကပ်ပြီးတော့မထားဘူးဆိုရင်နောက်တစ်ခုက consonant and vowels ဒူးတော့အပီယာအော်တာနစ်ကြီးကိုဆိုးနေတဲ့ဘာဝယ်ကိုတနေ့အတူတကွာမထားဘူးဆိုလို့ရှိရင်ဟုတ်ပြီဒါကူကြီးကျွန်တော်လောင်လေးကိုရှာလိုက်တော့အဲ့တော့စင်ကာပူဆိုတဲ့ဒေတာရဲမှာကျွန်တော်စလုံးရေတွေဘလောက်ရှိတယ်လဲဘာဝယ်ကဘယ်နှလုံးရှိလဲကိုဆိုးတဲ့ကဘယ်နှလုံးရှိတယ်ဆိုတာကိုဟဲ့လတာတော့ဘယ်လတာတော့ဘယ်ဒီကလုံး ကွန်တိတ်ပါပါတယ်ဘယ်နှလုံးပါမလဲဆိုရင်1 2 3 4 5 6 7 8 9နာကိုလုံးပါနိုင်လက်တာလက်တာကိုလုံးပါမယ်အဲ့လက်တာတွေထဲမှာဆရာတို့သူမေးထားတဲ့မေးခွန်းနဲ့ကိုက်ရတဲ့စာလေးရေးလိုက်မယ်ဘာဝယ်ကဘယ်နှလုံးလို့ဆိုလို့ဆိုတော့ i a o e ဘာဝယ်လေးလို့ဖူးပါဝယ် 辅保位，I E U T R，公司那个，乌鲁木齐啊，保卫啊，铁路组公司那个阿龙姐，辅保位，快公司那，快公司那个外地来的，S and G B R，左右，支付宝，本来老板们在做生意。 ကိုလုံးပါဟုတ်ဘူးเนาะကိုလုံးပါလေဒီမှာဆရာတို့နော်တွေနော်တွေပါတဲ့အတွက်ကြောင့်မျိုး inclusion principle ကိုဆရာတို့သုံးသွားဖို့ရတယ် inclusion principle ကိုသုံးဖို့ဆိုရင်ဆရာတို့အရင်ဦးဆုံး total number တော့ permutation လေးကိုအရင်ဦးဆုံးရှာထားပါမယ်เนาะ total number တော့ permutation total number တော့ permutation total number တော့ပေါင်းယူလို့ရှိရာဘယ်လောက်ရှိမယ်ဆိုရင်၉လုံးရှိတဲ့အတွက်ကြောင့်မို့ night factor ပဲပြန်ထက်တာရှိတဲ့အတွက်ကြောင့်မို့ဆရာတို့ပြန်ထက်တာကိုအရေးရောဟုတ် night factor ရလေးကို calculator ကြီးလိုက်တဲ့အခါမှာဘာရောက်လဲဆိုရင်36 88သုံးရတယ်ဗျာ36 88သုံးရတယ်ဗျာဒါက total ပထမ number 1လေးမေးထားတာကဘာမေးထားလဲဆိုလို့ရှိရင် the full power are played together ဲ့တော့ဆရာတို့ဘာဝယ်လေးကိုအတူတကွပူကတ်ထားမယ်ဆိုလို့ရှိရင်နီလန်းကြီးတို့ရှာပြဘာဝယ်လေးကအာရဲ့အေရဲ့ဦးရဲ့ဤရဲ့ဘာဝယ်လေးကိုတက်တက်ထားလိုက်မယ်ဘာဝယ်လေးကို please together ဆိုရင်အုပ်စုတစုအနေနဲ့ဘာလို့ရမလဲဆိုရင်ဒီကျွဲရမှာကျန်ခဲ့တာဘာကြီးကျန်ခဲ့မလဲဆိုရင်ကိုဆူလန်ကြီး SK N ရဲ့ G ရဲ့ P ရဲ့ ဲ့တော့ဒီကောင်လေးကိုအုပ်စုတစုအနေနဲ့ထားမှဆိုလို့ရှိရင်ဒီကောင်က1တလုံး2လုံး3လုံး4လုံး5လုံး6လုံးဖြစ်သွားတဲ့ဆိုတော့ဒီကောင်ကြီးက6ဖြစ်တယ်ဒီအုပ်စုတဲမှာလည်းပဲနော် place together ဖြစ်တဲ့ကြောင့်ဒီမှာအုပ်စုတစုခွဲလိုက်တယ်ဒီအုပ်စုတဲမှာလည်းပဲဘယ်နှလုံးပါလဲဆိုရင်1 2 3 4 4ပါတယ်ဆိုလို့ရှိရင်4ပါတဲ့ကြောင့်ဒီ4ဖြစ်တယ်ဒီကောင်တစ်ခုကိုပြောက်လိုက်တော့မှသူမေးရဲ့၄ခုရဲ့အဖြေကိုမဖြစ်လို့ဆိုရင်ညာ အဲ့တော့ဒီနားမှာဂျုံလုံးစီကပြောမယ်ဆိုလို့ရှိရင်ဒီနားမှာဆရာတို့ 2C လို့ 3C လို့ဆိုလို့ရှိရင်ကိန်းတစ်လုံးအနေနဲ့ပဲဘာလို့ရမလဲရေထွက်လိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ C နှလုံးပါလဲဆိုပေမဲ့လို့ CC ကြီးတူနေတဲ့အတွက်ကြောင့်လို့တစ်လုံးအနေနဲ့ပဲဘာလို့မလဲဆိုရင်ရေထွက်လိုက်မယ်ဒီနေရာမှာဒီလိုနေရာတွေမှာဆရာတို့အဲ့ဘာလို့ပါမယ်ဆိုလို့ရှိရင်အဆုံးသက်ကိုတည်တည်ချာချာတီးတဲ့ကောင်တွေဆိုလို့ရှိရင်နေရာအသေးချာတိတိကျကျတီးတဲ့ကောင်တွေကို ကျတို့လုံးဝမကြည့်အတွက်တော့ဘယ်နဲ့ထဲထုတ်ပြန်ဟုတ်နော်အခုကျတို့နံပါတ်ဝါလီကဘယ်နံပါတ်တော့ဝေးဘယ်နံပါတ်တော့ဝေးဖို့ဒီအစ်ဘာဖြစ်လဲဆိုတော့ the four power are played together the four power are played together တွက်ဖုန်းဖက်တိုရီရယ်နဲ့ကျတို့ဆစ်ဖက်တိုရီရယ်နဲ့နှောင်းလိုက်မယ်ဆိုလို့ရှိရင်တစ်ခုံ2300ဒါကကူလတာလေးနဲ့ကိုပေါ့ကိုနှောင်းလိုက်မယ်တစ်ခုံ2300ဟုတ်ပြီအောက်ကနံပါတ်2နံပါတ်2က the four power အာနော place together ဆရာတို့ ။ဘာဖြစ်လဲသူတို့ရှင်ဘာဝယ်လေးခုကိုအတူတကွဥက္ကမထားဘူးဆိုရင်တော့ပါတဲ့အတွက်ကြောင့်မျိုး inclusion principle ကိုသုံးမယ်။ inclusion principle ကဘာပြောတာလဲဆိုလို့ရှင်ကျတို့လူချင်းနာကိုရဖို့အတွက်စုစုပေါင်းတဲ့ကမလူချင်းနာကိုနှုတ်ပြရတယ်။အဲ့တော့ no plate together ကိုရဖို့အတွက်စုစုပေါင်းတဲ့က plate together ကိုနှုတ်ပြလိုက်မယ်ဆိုရင်ဆရာတို့လူချင်းနာကိုရပါတယ်။နံပါတ်2က the number of ဝေဒေနံပါတ်တော့ဝေအေးဘာဖြစ်လဲဆိုရင် the four ပါဝင် the four ပါဝင် are not placed together အဲ့တော့စုစုပေါင်းဘယ်လောက်လဲဆိုရင်3 6 နှစ်ရှစ်ရှစ်ဆယ်တွေက၃ချောင်းနှစ်ရှစ်ရှစ်ဆယ်တွေကဆရာတို့ဘယ်လိုကြီးလဲတော့တိခွန်နှစ်ရှစ်တုံးကောဘာလို့ပြလိုက်လဲဆိုရင်နှုတ်ပြလိုက်တဲ့အခါမှာဘာရမလဲဆိုရင်၃၄၅၆တုံး၃၄၅၆တုံးညာဟုတ်ပြီဒါလည်းမနော်အောက်နံပါတ်3ကကိုဆုနဲ့အန်ပါဝဲ do not appear alternate in ကိုစိုးနဲ့နဲ့ပါဝယ်啊တလဲစီဖြစ်မနေသေးလေမိလဲရေတော့ကိုရှာပြရမယ်ဒါဆိုရင်ဆရာတို့တလဲစီဖြစ်မနေသေးဘူးအတွက် log ကိုဖြုတ်ပြီးတော့ appear alternate in တလဲစီဖြစ်နေတဲ့ကောင်ကိုဆရာတို့ရှာပေးပြလိုက်မယ်ပြီးတော့မှ total ထဲကနှုတ်ပေးလိုက်မယ်ဆိုရင်သူမေးတဲ့မေးခွန်းရဲ့အဖြေကိုပြအဲ့တော့ဆရာတို့တလဲစီဖြစ်နေတာကိုရှာလိုက်မယ်တလဲစီဖြစ်နေမယ်ဆိုရင်ကိုစိုးနဲ့ပါဝယ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 ်ကိုစိုးနဲ့ တလက်တပြည့်နေလဲ C V C D C D C D C တင်းနှစ်3 4 5 6 9 10ကိုကိုစုနဲ့ကတင်းနှစ်3 4ဘာဝေကဒီလိုဟုတ်နော်အဲ့တော့ဒီနံပါတ်တော့ဝေဖို့ဒီနံပါတ်တော့ဝေဖို့ဝေ if ဘာဖြစ်လဲကွန်ဆိုနန့်အန်ဘာဝေ ုဆုနာအံဘာဝေအပီယာအော်တာနေတီအော်တာနေတီဆိုလို့ရှိရင်ဆရာတို့ဘာဖြစ်မလဲဆိုလို့ရှိရင်တော့ဘာဖြစ်မလဲဆရာတို့စီရဘယ်နှလုံးလဲဆိုရင်စီက၅လုံး V က၄လုံးဆိုတဲ့အတွက်ကြောင့်5 factorial နဲ့ 4 factorial ကိုမျှောက်ပြလိုက်တယ်เนาะ5 factorial နဲ့4 factorial ကိုမျှောက်မယ်ဆိုရင်ဆက်လို့ဘာရမလဲဆိုရင်နေရှိရှိတုံရတယ်နေရှိရှိတုံရတယ်ပြီးတော့မှလူချင်းတဲ့ကောင်ဆယ်ကိုဘာလုပ်လိုက်လို့ဆိုရင်ရှာလိုက်တော့အဲ့တော့ဆက်ဒါလေးဖြတ်လိုက်တော့မယ် နံပါတ်3လေးကဒီလေးကမတက်ပြီးသွားပြီလိုချင်တဲ့ကောင်ကဒဲနံပါဒဲဒဲနံပါတော့ဝီ if ဘာဖြစ်လဲဆိုရင်ကိုဆိုးနဲ့အန်ဘာဝဲဒူးနော့အပီယာအော်တာနိတ်လီတစ်လက်စီမကြသေးပဲကောင်လိုချင်လို့ရှိရင်စုစုပေါင်းဘယ်လောက်လဲဆိုလို့ရှိရင်3 6 နှင်းရှင်းရှင်းပုံရတဲ့ကနေပြီးတော့နှင်းရှင်းရှင်းတော့ကြာနေပြီလေ။ပုံချောင်းပုံရကံရပုံရပုံရဟုတ်ပြီ။ဒါလည်းနော်။သူတို့နံပါတ်4လေးက a bad contain gray တလုံးထဲမှာ contain ပါဝင်ပါတယ်။3 red အနီရောင်3ခု4 gray အစိမ်းရောင်၄ခု5 white အဖြူရောင် အချူအောင်ဖတ်နားဖို့ဆိုပြီးတော့ပြီးတော့အဲ့တော့ကွေ့ရှာ consider distinguishable ပဲဒီကောင်းကြီးကမတူဘူး꿰ပြားတယ်လို့ဆိုတာဆရာတို့ဘာလို့ရမလဲဆိုရင်ယူဆထားပါမယ် evolves to be free တိတ္တကလုံးလေးကိုဖြည့်လိုက်မယ် with three cut ကတ်သုံးခုကိုတိတ္တတလုံးလေးကိုဘာလို့လိုက်မလဲဆိုလို့ရှိရင်ဖြည့်လိုက်မယ် and ပြီးလို့ရှိရင် the order does not matter အစီအစဉ်ကြတာတွေမကြတာတွေကအရေးမပါပါဘူးဒါဆိုရင်ဆရာတို့ဘာလို့တုံးမလဲဆိုရင် combination ကိုတုံးလိုက်ဗေးရတဲ့မိကောင်ကခုမှလာမှာ how many way ဒီလန်ဘလောက်ရမလဲအာဒီယာ to do this ဒီလိုလုပ်မယ်ဆိုရင်ဒီလန်ဘလောက်ရမလဲဆိုတက်ဘယ်လိုလုပ်မှာလဲ at least အနည်းဆုံး2 color အာယူအယောင်တယောင်ကို ကိုပဲအတုံးပြုတ်မယ်ဆိုလို့ရှိရင်ကျတို့ဒီလဘလောက်ဒါအဲ့တော့ကျတို့လွယ်ကလေးနဲ့မှာအမီရောင်၃ကက်ကဲအစိမ်းရောင်၄ကက်ကဲအဖြူရောင်၅ကက်ကဲဆိုတော့အားလုံးပေါင်း၁၂ကက်ရှိတယ်အဲ့ဒီ၁၂ကက်ထဲကနေပြီးတော့၃ကက်ကိုတစ်တာတစ်လုံးနဲ့ကိုထည့်လိုက်ဟုတ်နော်အဲ့ဒါဆိုရင်ကျတို့ဘယူးဆုံးတိုတယ်နန်းပါတော့ဝေးလေးကိုရှင်ရှာလိုက်လေတူတယ်နန်းပါတော့ဝေး ဘယ်တူတဲနံပါတော့သူတို့ဘောင်းရေတို့ကဘလောက်ပြင်လဲဆိုရင်ကက်ရှိယာက12ကက်ရှိမယ်တက်တာတစ်လုံးတည်းကို3ကက်ထည့်မယ်အစီအစဉ်ကြတာမကြတာအရေးမပေါဘူးတော့ combination 3ကက်ထည့်လိုက်တဲ့ခါမှာဒီကောင်ဘလောက်ရပါမလို့ဆိုလို့ရှိရင်220သူ့သူ့ဘောင်းရမေးတဲ့မေးခွန်းလေးကဆရာတို့ဘာမေးလဲဆိုရင် at least 2 color are you အယောင်နေအောင်ပဲအသုံးပြုမယ်ဆိုလို့ရှိရင်အဲ့တော့ အဲ့လီဆိုတဲ့အားလေးကိုဆရာတို့သဘောပေါက်တဲ့နေအနည်းဆုံးအယောင်နှစ်ယောင်တော့အသုံးပြုရမယ်သူ့ထက်နည်းလို့မရဘူးညားချစ်တယ်လို့ဘာလို့လို့ရတယ်ဆိုရင်ညားလို့ဟုတ်နော်အဲ့တော့ဆရာတို့ဒါလေးကိုဆရာတို့ inclusion principle လေးနဲ့တွက်လိုက်ပြီဘယ်လိုတွက်မလဲဆိုလို့ရှိရင်ဆရာတို့အယောင်နှစ်ယောင်ပဲသုံးလို့ရမယ်ဆရာတို့အနည်းဆုံးအယောင်နှစ်ယောင်ပဲသုံးလို့ရမယ်ဆိုအယောင်နှစ်ယောင်ကို တရောင်တည်းကိုတုံးလို့မရဘူး။ဒါဆိုရင်အယောင်တရောင်တည်းကိုတုံးလို့ရတာကိုရှာပြီးတော့တူတယ်တည်းကနှုတ်လိုက်လို့ဆိုရင် at least 2 color are you ဆိုတာကိုရ။အဲ့တော့အယောင်တရောင်တည်းကိုတုံးမဲ့ဒီလမ်းလေးကိုကျန်ရှာလိုက်။ဒီနံပါတ်တော့ဒီနံပါတ်တော့ wait for for စိတ်ကလာပေါ့။ရောင်တရောင်လေးဆို။ ဟုတ်ပြီစိတ်ကလာဘာတွေရရွေးချက်မျိုးကိုချိုးစမ်း3 2 1မိအောင်၃လုံးနေကရွေးချက်လိုက်မယ်ဒါမှမလို့ရှိရင်4 green အစိမ်းရောင်၄လုံးတွေက၃လုံး၃ကပ်ကိုရေးလိုက်မယ်နောက်က4ဒါမှမလို့ရှိရင်5 5 5 ပြူတော့ငါးကတ်ထဲကနေရွေးချယ်လိုက်မယ်ဆိုရင်ဒါကဆရာတို့တရောင်လေးဖြစ်သွားဟုတ်ပြီနော်အဲ့တော့တရောင်လေးဖြစ်သွားမယ်ဆိုလို့ရှိရင်အမီရောင်လေးက၃ကတ်စလုံးရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုအမီရောင်က၃လုံးရှိတယ်ဆိုတော့ 3C3 ဒါမှမဟုတ်လို့ရှိရင်အစိမ်းရောင်၄လုံးနဲ့ကအစိမ်းရောင်၃ကတ်ထဲက၄ကတ်ကိုရွေးလိုက်မယ်ဆိုရင် 4C3 plus ဒါမှမဟုတ်လို့ရှိရင်အဖြူရောင်၅ကတ်ထဲက သုံးကက်ကိုရွေးချယ်လိုက်မယ်ဆိုရင်ဒီကောင်ကတည့်ရောင်လေးဖြစ်သွားဟုတ်ပြီနော်အဲ့တော့ဒီကောင်လေးကိုရှင်းလိုက်တဲ့အခါမှာဆိုတော့ဗာရမယ်ဆိုလို့ရှိရင် fit ကင်းရမယ်ဟုတ်ပြီနော်15ရမယ်အဲ့တော့သူမေးတာက at least 2 color are you အနည်းဆုံး2ရောင်ကိုအသုံးပြုမဲ့နည်းလမ်းရည်တွေကိုရှာမယ်အဲ့ဒါဆိုလို့ရှိရင်ဆရာတို့ total လေးကနေပြီးတော့ total ဆိုတာက2ရောင်နဲ့3ရောင်3ပဲ3ရောင်နဲ့3ရောင်3ပဲ1ရောင်မှမသုံးနဲ့မသုံးဘူးဟုတ်ပြီနော်အဲ့တော့ ိုတယ်တဲ့ကနေပြီးတော့တရောင်နဲ့သုံးတဲ့ကောင်နှုတ်လိုက်မယ်ဆိုရင်သူမေးတဲ့မေးခွန်းရဲ့အဖြစ်ကိုဒါဆိုရင် the require number တော့ဝင် number တော့ဝင် they require number of we for ဒီလိုမျိုးတက်လာတာ at least အနည်းဆုံးအနည်းဆုံး2ကာ အာယူအနည်းဆုံးတူကလာတော့ရမယ်အနည်းဆုံးတူကလာတော့တော့ရမယ်ဒါမင်းတို့တူကလာအနည်းဆုံးတူကလာတော့ရမယ်ဆိုတာကတူတဲ့နည်းလို့မရတော့ဘူးအဲ့တူတဲ့နည်းလို့မရတဲ့ပေါင်းတူတဲ့တွေကနှုတ်လိုက်တယ်120တွေကနေပြီးတော့တရောင်နဲ့သုံးတဲ့ကောင်နှုတ်လိုက်တယ်ဒီလိုရှင်နှစ်ရောင်အသုံးပြုတဲ့ကောင်ကဒါနှစ်ပုံကနားဆိုတာနားလိုက်နော်